Good day to my fellow students. My name is Modujo. I'm here to discuss the topic of Unit 5 Grammar Subordinate Contentions in Adverbial Clauses. အရင်ဆုံးဆရာဒီဟာကြီးအရှိကြီးပေါ့လေနော်ရုပ်တရတော့မကြောက်သွားပါနဲ့ခေါင်းစဉ်အရှိကြီးတွေ့လို့ဒါကြီးကိုဆရာအရင်မရှင်းခင်မှာ subordinate contention ဆိုတာကိုဆရာအရင်မရှင်းခင်မှာ ever be a clots ဆိုတာကိုဆရာအရင်ဆုံးရှင်းပြမယ်။ ever be a ဆိုတဲ့စာလုံးလေးကတော့ ff ကနေလာတာပါပဲ။ ever ရဲ့အဓိပ္ပာယ်ကိုဆက်လို့စဉ်းစားတဲ့အခါမှာဒါညီမလို့ပြောမယ်ဆိုရင်ကရိယာဝိသေသနာပါ။ကရိယာကိုအထူးပြုတယ် verb ကိုအထူးပြုတဲ့စာလုံးကိုဒါ ff လို့ဆရာတို့ကပြောတာ။ ever be a clots ကကျတော့ clots means စကားစုပေါ့နော်။ဒီ ff စကားစုဆိုတာ verb ကိုအထူးပြုတဲ့စကားစုပေါ့။အဲ့ဒီ verb ကိုအထူးပြုတဲ့စကားစုမှာ subordinate conjunction subordinate conjunction ဆိုတာကကျတော့နောက်ထပ်စကားစုတစ်စုနဲ့ထပ်ပြီးတော့တွဲမှာအဲ့တော့ verb ကိုအထူးပြုတဲ့စကားစုတစ်ခုကိုနောက်ထပ်စကားစုတစ်ခုနဲ့ဆရာတို့ကတွဲတဲ့အတွဲတွဲလုံးဖြစ်ပါတယ်เนาะဒါအစအရှိန်ကြီးတွေ့တယ်လို့ကြောက်သွားမှာဆိုလို့ဆရာကရှင်းပြပေးတာပါအဲ့တော့ textbook ရဲ့ definition တွေကိုဆရာတို့ကြည့်ရအောင် adverbial clause အရင်ဆုံးတော့ adverbial clause ကိုအရင်ရှင်းတယ် like an adverb အဲ့တော့ adverb လို့ပါပဲ tells a sentence further about the verb and answer the questions beginning in when, where, how, why, to what extent, and what conditions, etc. အဲ့တော့ FF တခုလိုပဲသူဒီ verb ကဘာကိုပြောချင်တာလဲဒီ verb တခုရဲ့အတိတ်ပဲဘာကိုဆိုလိုချင်လဲဆိုတော့ရှင်းဆက်ပြီးတော့မှเนาะပို့ပြီးတော့မှ further explanation ပေးတဲ့ဟာမျိုးပေါ့အဲ့တော့ဘယ်အချိန်မှာဘာလုပ်မှာလဲဘယ်နေရာကိုသွားမှာလဲဘာဆက်ဖြစ်မှာလဲเนาะဘယ်အတိုင်းထားအထိလဲဘယ်လိုအခြေအနေလဲစသဖြင့်ဒီ verb ကသဘောတဘာဝဒီ verb ရဲ့အတိုင်းတာဒီ verb ရဲ့အတိုင်းအစကို ရှင်းပြပေးတဲ့ clause ကို ever be a clause လို့ဆရာတို့ကပြောခြင်းဖြစ်ပါတယ်။ example လေးဆရာတို့ကြည့်အောင်။ When I reach the station ငါပူရာယုံကိုရောက်တဲ့အခါမှာ I will give you a call မင်းကို phone call I will give you a call ဒီတ normal sentence ပါ။အဲ့ဒီမှာ I will give you a call ဆိုတဲ့မင်းကို phone ဆက်မယ်ဆိုတဲ့ဟာမှာအဲ့ဒီ phone ဆက်မယ်ဆိုတဲ့ verb ဒီဘယ်အတိုင်းအစမှာ phone ဆက်မှာလဲ။ဘယ်အချိန်မှာ phone ဆက်မှာလဲ။ဘယ်လိုဖြစ်တဲ့အချိန်မှာ ဖုန်းဆက်မှာလဲဘယ်အခြေအနေမှာဖုန်းဆက်မှာလဲအဲ့ဒါကို तू ကရှေ့မှာ subordinate conjunction adverbial clause နော် adverbial clause ဆို when i reach a station ဘူရာရောက်တဲ့အခါမှာဖုန်းဆက်မှာဒါမျိုးဒီနောက်က call ဖုန်းဆက်တာမှာဘာလို့ဖုန်းဆက်မှာလဲဘယ်အခြေအနေမှာဖုန်းဆက်မှာလဲဆိုတော့မိကွန်းကိုဖြည့်ပြီးသွားတယ်ဒီ verb ရဲ့သဘောတဘာဝကိုဖော်ပြပေးသွားတယ်ဒီ verb ရဲ့အတိုင်းအစကိုဖော်ပြပေးသွားတဲ့ clause ဖြစ်ပါတယ်နောက်တစ်ချောင်းမှာဆိုလို့ရှိရင်လေ she decided not to go to school သူမเจ้าကိုမတော်ဖို့ဆုံးဖြတ်တယ် because she was too sick အရန်နေမကောင်းဖြစ်နေလို့အဲ့တော့အရန်နေမကောင်းဖြစ်နေလို့เจ้าကိုမတော်လို့ဆုံးဖြတ်တယ်အဲ့တော့เจ้าကိုမတော်လို့ဆုံးဖြတ်တာသည်ဘယ်အတိုင်းတရားဆုံးဖြတ်တာလဲဘာကြောင့်ဆုံးဖြတ်တာလဲဆိုတဲ့အဖြေကိုနောက်က ever be a close လေးကဖြေပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီ close သည် ever ပါတဲ့ close ဖြစ်ခြင်းမှာဖြစ်မှာ အဖက်ပြဲ clause ကိုဒါရုပ်တရက်ចောင်းသားတွေကဘယ်လိုထင်လဲဆိုတော့ ever ပါတဲ့ clause ကိုထင်တယ်တကယ်က ever ပါတဲ့ clause မဟုတ်ဘူးသူ့ရဲ့သဘောတဘာဝကို ever တစ်ခုတစ်ဖွဲ့ verb ရဲ့အတိုင်းအစကိုပေါ်ပြပေးနေတဲ့ clause ဖြစ်ပါတယ်အဲ့ဒါကိုဆရာတို့က ever be ရဲ့ clause ဆိုပြီးတော့ခေါ်ခြင်းဖြစ်တယ်ခုနက ever ပါတဲ့ clause ဆိုတော့ ever clause ပဲခေါ်လိုက်တာ ever be ရဲ့ clause ဒီ ever ပါခြင်းလဲပါမယ်ပါခြင်းမှလဲပါမယ်သို့တော်လည်းပဲ ff တစ်ခုတစ်ဖွဲ့ပဲ verb ရဲ့အတိုင်းအစကိုပေါ်ပြပေးနေတဲ့ clause တစ်ခုဖြစ်ပါတယ် ပြီးတော့မှသူကဆက်ပြီးတော့ရှင်းတယ်ခေါင်းစိတ်ကို FFPA clause begins with a subordinating contention ဒီ FFPA clause တွေအားလုံးဒီ subordinating contention ဆိုတာကရှေ့ဆက်စကားစုတွေဖြစ်တဲ့ when တို့ because တို့ဒါတွေနဲ့အမြဲတမ်းစလေးရှိတယ် it can express different relations between two clauses ဒီရှေ့က yoyo clause နဲ့ဒီဒုတိယအကြောင်းမှာဆို he decided not to go to school ဆိုတဲ့ yoyo clause ရဲ့နောက်က ဘာလို့ကြောင်းမတော်လဲဆိုတော့အတိုင်းစာကိုပြတဲ့ she was too sick ဆိုတဲ့ clause ရဲ့ဒါကိုဆက်ဆက်ပြီးတာဒီဒါ subordinate clause လို့ခေါ်တယ် because ကဆက်ပြီးခြင်းဖြစ်ပါတယ်အဲ့တော့ dp clause ဆိုတာ subordinating conjunction ဆိုတာဒီ dp clause ကိုပြောခြင်းဖြစ်တယ်ဒီပထမအစားကြောင်းမှာဆိုလို့ရှိရင်လည်း I reach the station ဘူရာရောက်တာနဲ့ဖုန်းခေါ်တာနဲ့ဆက်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 ပေးတယ်ဘူရာရောက်တာနဲ့ဖုန်းခေါ်တာနဲ့ဆက်ဆက်ပေးတယ် one ဆိုတဲ့စလုံးလေးဒီဆက်လို့ကတာ subordinate conjunction လို့ခေါ်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီစလုံးတွေရဲ့ထူးခြားချက်ကဘာလဲဆိုရင်ဒီရှေ့က you clause ရဲ့ဒီနောက်က adverbial clause ရဲ့နော်ဒီရှေ့က adverbial clause ရဲ့ဒီနောက်က you clause ရဲ့သူတို့တွေကိုသူတို့တွေရဲ့ဆက်သွယ်မှုကိုဒါဖော်ပြပေးနေတဲ့အရာတွေဖြစ်ပါတယ် including addition အတိပ္ပယ်ထပ်ပေါင်းတာတွေလည်းလုပ်ပေးနိုင်တယ် consequence သူတို့ရဲ့အကြောင်းပြချက်တွေသူတို့เนาะဘာလုပ်လို့ရှိရင်ဘာဆက်ဖြတ်မလဲဆိုတဲ့အားတွေဖော်ပြပေးနိုင်တယ် comparison နိုင်ရှင်ပြပေးနိုင်တယ် contrast သူတို့နှစ်ခုကိုဒါပြောင်းပြန်စန့်ကျင်ဘက်ပြောနိုင်တယ် reset ဘလို့ရလက်ထွက်လဲစသဖြင့်စသဖြင့်စသဖြင့်အများကြီးပြောနိုင်ပါတယ် some common subordinating conjunction အဲ့တော့ဒါမျိုးဒီ subordinating conjunction လေးတွေကိုနမူနာအဖြစ်အောက်က box မှာ ဖော်ပြထားခြင်းရှိပါတယ်အရင်ဆုံး time နဲ့ပတ်သက်တဲ့အချိန်ကိုဖော်ပြတဲ့ subordinating conjunctions သည် when not after before as as soon as by the time since once until till when whenever အတိတ်ပဲတော့တော်တော်များသားတို့တို့သိပြီးသားဖြစ်နေပေမဲ့လို့ဆရာတစ်ခေါက်ပြန်ပြောပါမယ် when ကတော့ညီမလို့ပြောမယ်ဆိုရင်တော့ the ပေါ့နော်ဘယ်အချိန်မှပါဖြစ်တယ်ဆိုတာကိုပြောခြင်းဖြစ်တယ် after ဆိုတာကတော့ to now be now before မတိုင်ခင်နော်ဒီမှာ as ကတော့တကယ်တော့မဟုတ်ဘူး ် S ကတော့တကယ့်တော့မဟုတ်ဘူးเนาะဘာလို့ဆိုတော့အချိန်နဲ့ပတ်သက်ပြီးပြောတာဖြစ်တော့တကြောင်လို့ဆရာတို့ကတကယ့်တော့ဆိုပြီးတော့မှသွားပြီးတော့ဘာသာပြန်လို့မရဘူးဒီမှာအချိန်နဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါကျတော့သူဒီဒါဝမ်းနဲ့သွားပြီးတော့မှအတိတ်ပဲလေးသွားပြီးတော့ဆင်းနေပါတယ်เนาะအချိန်မှာဒေါခါဒါလေးနဲ့သွားပြီးတော့အတိတ်ပဲဆင်းနေတယ် as soon as ကတော့တပြိုင်နေပေါ့เนาะတပြိုင်နေလို့လို့ပေါ့ as soon as ကပြီးရင် by the time ကလည်းဝမ်းနဲ့လုံးဝအတိတ်ပဲထပ်တူပါပဲပြီးရင် since ကတည်းကเนาะ since တဲ့ကဖြစ်မယ်။နော် once ကတော့တစ်ချိန်လုံးကပေါ့ဒီနေရာမှာတစ်ချိန်နှစ်ချိန်ဆိုတာထက်ကို frequency ကိုပြတာမဟုတ်ဘဲနဲ့တစ်ချိန်လုံးကဟိုးအရင်တုန်းကပေါ့အဲ့ဒီချိန်တုန်းကဒါကိုပြောခြင်းဖြစ်တယ်။ anti ကတော့ anti နဲ့ till နဲ့ကအတူတူပါပဲနော်တခုခုဖြစ်တဲ့အထိတခုခုတိုင်အောင် why why ငါကြတော့အဲ့ဒါလုံနေတဲ့အချိန်မှာ why နဲ့တိတ်မတူဘူး why ကနော် why ငါကြတော့သူကဖြစ်ချင်းကိုပြတာ why ငါကြတော့ why ကကြတော့ သူက verb တွေနဲ့တွဲပြီးတော့တုံးတယ်ပြူချင်းကိုပြတဲ့အချိန်မှာတုံးတာများပါတယ် whenever ကတော့ဘယ်အချိန်ဖြစ်ဖြစ်ပေါ့အချိန်မရွေးပေါ့နော်ဒါမျိုးကိုဆိုလိုခြင်းဖြစ်တယ်ဟုတ်ပြီဒါက time နဲ့ပတ်သက်တဲ့ conjunction လေးတွေကိုဆရာကပြောပြပြီးသွားတာပြီးရင် place နဲ့ပတ်သက်တဲ့ conjunction လေးတွေကိုကြည့်မယ် where wherever where နော်အဲ့ဒီနေရာမှာ whenever ဘယ်နေရာဖြစ်ဖြစ်သူကတော့ share နေပြီးရင် manner manner ဆိုတာကကြတော့ ဒီဖြစ်ပေါ်နေတဲ့ clause ဒီဒီဖြစ်ပေါ်နေတဲ့အခြေအနေဒီဘလို့နီးလန်းနဲ့ဖြစ်ပေါ်နေတာလဲဘလို့ပုံစံမျိုးနဲ့ဖြစ်ပေါ်နေရလဲကျွန်တော် grammar မှာ manner ဆိုတာဒီအမှုအကျင့်တို့ကိုကျင့်တရားတို့ကိုပြောချင်တာမဟုတ်ဘူးဖြစ်နေတဲ့ပုံစံဖြစ်နေတဲ့သဘောတဘာကိုရှင်းပြတဲ့အချိန်မှာပြောတာဖြစ်တယ်ညီမဆိုလို့ရှိရင် s တကယ်တော့เนาะဥမာဆိုလို့ရှိရင်ထားပါတော့ဒီမိုးဘလို့ရွာနေလဲเนาะမိုးဘလို့ရွာနေလဲမုန်တိုင်းတိုက်တကယ်တော့ရွာနေတယ်အော်မိုးကဘလို့မန်တာဘလို့ပုံစံဘလို့နေထားနေရွာလဲ မူတိုင်းတိုက်တလူကိုရွာနေတာဒါမျိုးပေါ့ပြီးွားလို့ရှိရင် as if as if as if ဆိုလို့ရှိရင်ကဲထားပါတော့အိမ်မှာစူညံနေတယ်ဘလို့ပုံစံနဲ့စူညံနေတာလဲဖျားပွဲလို့စူညံနေတယ်ပွဲတော်တစ်ခုလို့စူညံနေတယ် the house is so noisy as if there is a festival ပွဲတော်တစ်ခုရှိနေတယ်လို့အိမ်ထဲမှာစူညံနေတယ်ဒါမျိုးကိုဆရာက as if လို့သုံးလိုက်တာအဲ့တော့ as if နဲ့ဒီအတိပ္ပယ်ချင်းကတော့အတူတူပဲ သို့တော့ s သည်သူက full sentence နှစ်ခုကိုဆက်တဲ့အချိန်မှာသုံးတာ as if ကကြတော့ she က full sentence နဲ့နောက်ကကြတော့ verb မပါတဲ့ you you phrase နဲ့ဆက်တဲ့အချိန်မှာသုံးတာဒီ grammar အရပဲအနည်းငယ်လေးကြွားချမှုရှိပါတယ်ပြီးရင် as though ဒီလည်း as if နဲ့အတူတူပါပဲเนาะသူကကြတော့ဒါများသောဖြင့် contrast ပေါ့ contrast ကိုစံ့ညင်ဘက်ကိုဒါရှင်ပြီးတော့ပြောလိုက်တာသုံးချင်းကတော့ဒီ grammatically ရတော့ as if နဲ့အတူတူပဲ အတိတ်ပဲမတူတာကသူကတော့စန့်ကျင်မဲ့နှစ်ခုကိုရှင်ပြီးတော့ပြောတာဖြစ်သွားမယ်ပြီးရင် comparison နှစ်ခုနိုင်ရှေ့ပြီးတော့ပြောတာဆိုလို့ရှိရင် than ပေါ့နော် greater than less than တရားနဲ့ရှင်ရင်ကြီးတယ်တရားနဲ့ရှင်ရင်သေးတယ်ဒါကငင်ကလေးကလေးကသိလာပြီးသားပြီးလို့ရှိရင် ss not ss as big as a mountain တောင်လုံးလို့ကြီးတယ်နော်ဒါမျိုး the cat is as big as a dog ဒီကြောင်ကအရန်ဝါတော့ခွေးတစ်ကောင်လို့ကြီးတယ်ဒါမျိုးပြီးလို့ရှိရင် not ss ဒါဆိုလို့ရှိရင်ဒီလိုပုံစံမျိုးမဟုတ်တာเนาะ not as as ဥမာဆိုလို့ရှိရင် he is a clever boy သူကတော့အရန်တော်တယ် but not as Stephen Hawking လေဒါလိုပုံစံမျိုး not as clever as Stephen Hawking သူ clever တော့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ Stephen Hawking လောက်တော့ clever မဖြစ်ဘူးပေါ့လေဒီလိုပုံစံမျိုးသူကတော့ comparison တရားရောက်တဲ့အစုံတစ်ခုနဲ့နှိုင်းယှဉ်ပြတဲ့အခြေအနေမျိုးမှာတုံ့ပြန်ဖြစ်ပါတယ်ပြီးတော့ reason reason ကတော့အကြောင်းပြချက်ကိုပြတာเนาะ because လို့ ဒီဆယ်လို့ငယ်ငယ်တော့တော့အပယ်အကြောင်းဆိုတော့ဆိုပြီးတော့ပြန်နေတဲ့ guitar ကြီးတော့တိတ်အောက်သွားပါပြီဒီနေ့ခေတ်မှာတော့ဒါလို့လို့ပဲဘာသာပြန်လို့ရှင်လုံလောက်ပါ because လို့ပေါ့ဘာဖြစ်လို့လဲဘာဖြစ်လို့မလားလဲ because it is raining because it is raining it is raining မိုးရွာနေ because လို့ဒါပဲရှင်းတယ်နော် s မှာကြတော့ s လဲတူတူပဲ because နဲ့အတိတ်ပဲချင်းတူတူပါပဲ since လဲတူတူပါပဲအားလုံးကတော့ဒါလို့လို့ပဲဘာသာပြန်တာပါပဲပြီးွားရင် purpose ရည်ရွယ်ချက် so that ဖြစ်စေရန်စေရန်ညီမလို့ပြောမှာဆိုရင် in order that ဒီပုံစံတိုင်းပဲအတူတူပဲ in case ကတော့သူကမတူ in case ကတော့ဖြစ်လို့ဖြစ်냐เนาะဖြစ်လို့ဖြစ်냐ကိစ္စတစ်ခုခုဖြစ်လို့ဖြစ်냐ကြိုပြီးတော့ပြင်ဆင်ထားမယ်အဲ့လိုပုံစံမျိုး take your umbrella in case there is a rain မိုးရွာလို့ရွာ냐မိုးရွာလိမ့်မယ်ဖြစ်လို့ဖြစ်냐ထိယူသွားပါအေးဒါမျိုးပြောချင်တာပြီးရင် reset ရလက်ကိုပြောတာ so that such that ဒီတူဒီကြားထဲမှာစလုံးနေရှိအောင် နော် so that such that သူဒီ result ကိုပြဒါမျိုးဖြစ်အောင်လုပ်ပါကိစ္စတစ်ခုကိုဒီလို result မျိုးရခြင်းလေဒါမျိုးဖြစ်အောင်လုပ်ပါနော်အဲ့ဒါမျိုးကိုပြောတာဖြစ်တယ်ပြီးရင်တော့ condition ဆိုတာကအခြေအနေကိုပြအခြေအနေကိုပြရဲဆိုတာကကိစ္စတစ်ခုကဒီအခြေအနေဆိုရင်ဖြစ်မယ်ဒီအခြေအနေမဟုတ်ရင်မဖြစ်ဘူးနော် I will call you I will call you if I need help မင်းကိုဖုန်းဆက်မယ်သို့တော့အမြဲတမ်းဖုန်းဆက်ပါလား ်အကူအညီလိုမှဖုံးဆက်မယ်။ဟောအကူအညီလိုတယ်ဆိုတဲ့ condition တစ်ခုဖြစ်ပေါ်မှဖုံးဆက်မယ်။ condition ဆိုတာအခြေအနေပြတယ်ဆိုတာကဒီအခြေအနေဖြစ်မှဒါကိုလုပ်မယ်။အဲ့ဒါမျိုး if unless ကကြတော့ if plus not if နဲ့အဓိပ္ပာယ်တူတူပဲတော်တော် if ကိုမှ not ပေါင်းထားတဲ့အဓိပ္ပာယ် unless equal to if not ပေါ့လေဆက်လို့အဲ့လိုပြောလို့ရတယ်။ပြီး provided that provided that ကတော့ပေးထားချက်အရာနော်ဖြစ်ပေါ်နေတဲ့အခြေအနေအရာဘလာဘလာဘလာပေါ့ဆိုရုံးစာတွေမှာဆို provided that တို့ providing that တို့ဒါအတူတူပဲ ဖြစ်ပေါ်နေတဲ့အခြေအနေရဒလူလူလောက်ရပါတယ်ဒါမျိုးเนาะပြီး as long as as long as ဆိုကြတော့ဒါနဖြစ်နေတဲ့အခြေเนาะဒါဖြစ်နေစေမှာပဲ as long as ဒါဖြစ်နေတရွေ့ဒီလိုပုံစံမျိုးဥပမာဆိုလို့ရှိရင်မိုးရွာနေတရွေ့မိုးရွာနေတရွေ့ဒါစိုက်ပျိုးရေးတော့မပူပါဘူးအဲဒီလိုပုံစံမျိုးเนาะ the farmer won't have to worry about water as long as there is enough rain မိုးရွာနေတရွေ့ လယ်သမားတွေဒီစိုက်ပျိုးရေးအတွက်မပူပါဘူး။အဲဒါမျိုးဖြစ်သွားမှာ။ပြီးရင် contrast contrast ကကြတော့ဒါစန့်ကျင်ဘက်သဘောကိုပြတယ်။မတူညီတဲ့သဘောကိုပြတယ်။ although တို့ပင်မဲ့လဲပဲเนาะတို့တူတူပဲ even though ဒါအတိတ်ပဲချင်းတူတူပဲ။ဒါဖြစ်နေပေမဲ့လဲပဲဒါကိုရအောင်လုပ်တယ်။အဲ့လိုပုံစံမျိုး။သူမသည်နေမကောင်းပေမဲ့လဲပဲကြောင်းဝင်သွားတယ်။ although she is very ill very sick she goes to school anyway เนาะ နေမကောင်းဖြစ်နေပေမဲ့လည်းပဲကြောင်းကိုသွားတယ်ဆိုအဲ့လိုနေရာမှာဆိုတော့အလဲလေးမှာ although ဆိုတာလေးကိုထည့်ပြီးတော့ဆက်လိုက်တယ် although she is very sick she goes to school anyway ဒါမှမဟုတ် she goes to school although she is very sick ဒါလိုသုံးလို့ရတယ်သူကတော့တခုခုဖြစ်နေရာလေးကိုမှစန့်ကျက်ဘက်သဘောလေးနဲ့အလဲကနေတက်ပြီးတော့သုံးလို့ရလို့ထိတ်ဆုံးပါလေသုံးလို့ရတယ် though even though အတူတူပါပဲဒါဆိုလို့ရှိရင်တော့ဒါဒီ conjunction လေးတွေကိုဒါတို့သမီးတို့နားလည်မယ်လို့ဆရာယုံကြည်တယ်ဆက်ပြီးတော့ကြည့်အောင် တော့အဲ့ဒါပြီးသွားလို့ရှင်ရင်ဆရာတို့ဒီမှာ exercise လေးရှိတယ်ဒီမှာဆိုလို့ရှိရင်เนาะဒီစာကြောင်းတွေရဲ့အလဲဒီမှာပဲဖြစ်ဖြစ်ရှေ့မှာဖြစ်ဖြစ် subordinating contention လေးတွေသူကပေးထားတယ်ဒီ၃ခုထဲမှာတင်လို့ရတင်လို့ရ contention တစ်ခုစီကိုရောက်တဲ့ဗီဒီယိုကပြန်ပြီးတော့မှရွေးပေးရမှာဖြစ်တယ်ပေါ့လေဆိုတော့ဆရာနမူနာလေးတစ်ကြောင်းတစ်ကြောင်းတော့လုပ်ပြမယ်ဒီမှာဆိုရင် i waited at the bus stop တာမတ်တိုင်းမှာရပြီးတော့စောင့်နေတယ် blank เนาะဒါ until after and let's ၃ခုပေးထားတယ် my friend arrived ်အော်တငယ်ချင်းရောက်တဲ့အထိအော်တငယ်ချင်းရောက်တယ်ဆိုရင်တငယ်ချင်းရောက်တဲ့အထိဖြစ်တော့တကြောင်မျိုးဆရာတို့ဒီဒီမှာအထိဆိုတာပဲဟာလေ့ကျင့်လိုက်တော့ until ဖြစ်နေတယ်ဟိုဒါလေးဒီဆရာတို့အဖြေဘယ်လိုဖြစ်သွားမလဲဆိုရင် I waited at the bus stop until my friend arrived ဒီလိုပုံစံမျိုးစဉ်းစားပြီးတော့ဖြေရမှာဖြစ်တယ်နံပါတ်2ဆိုလို့ရှိရင်လဲ he shouted at me သူကငါ့ကိုအော်ပြောလိုက်တယ်သုံးခုပြထားတယ် although as if so that it were all my fault ငါရဲ့အမားတွေဖြစ်နေတဲ့ပုံစံမျိုးငါအမားလိုမျိုးပဲငါမားနေတယ်လိုမျိုးပဲသူကငါကိုအော်ပြောလိုက်တယ်ဆိုတော့အော်တို့ဒီသူကစန့်ကျင်ဘက်သဘောမျိုးတုံးတာဖြစ်တော့တချို့မျိုးရှေ့နောက်အဓိပ္ပာယ်တူနေလို့မြောက်ဒီမှာကျတော့ရှေ့နောက်ကအဓိပ္ပာယ်ကတူနေတယ်သူအော်တယ်ငါမားတယ်ဒီလိုဖြစ်နေတာအော်တော့တော့ဆရာတို့တုံးလို့မရတော့ဘူး so that ကလည်းဆရာတို့စဉ်းစားကြည့်တဲ့အခါကျတော့ဖြစ်တကူကူကိုဖြစ်အောင်လို့တကူကူ result ကိုရအောင်လို့ပြတုံးတဲ့ပုံစံမျိုးဖြစ်နေတယ် ဆိုတော့ငါမအောင်သူအော်ရလားလို့စဉ်းစားကြည့်ပြန်တော့လေမသိနေရောပြန်အဲ့တော့ဆရာတို့က assive ပေါ့ assive ဆိုတာကကြောတကယ့်တူဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ငါမားနေတူတူမျိုးပဲ तू ကအော်နေခဲ့တာညငါအမားလုံမိတူလို့ပဲ तू ကအော်နေတယ်ပေါ့လေဒီလိုပုံစံမျိုးဖြစ်သွားတာတကယ်တော့ကိုကမမားဘူးဒါပေမဲ့ငါမားငါမားတူလို့မျိုးကို तू ကအော်နေတယ်ပုံစံမျိုးပေါ့ဒီလိုဖြစ်သွားမယ်နော်ဒါဆိုလို့ရှိရင်3 4 5 6စသဖြင့်ဒီမှာအားလုံး7ပုတ်ရှိတယ်ဒါလေးကိုစဉ်းစားပြီးတော့ဖြည့်ကြည့်မယ် ပြီးတော့ရနံပါတ် B မှာကြတော့ sentence နှစ်ခုပေးထားတယ်ဒီ sentence နှစ်ခုကိုဒါ subordinate conjunction လေးတွေတွဲပြီးတော့မှဆက်ပြီးရမှာ ဖြစ်တယ်ပေါ့နံပါတ်1မှာဆိုရင် we had to stand all the way တလန်းလုံးမတက်ရက်နေရတယ် all the seats on the bus were occupied ထိုင်ကုန်းကပြည့်နေတဲ့ခါကျတော့တလန်းလုံးမတက်ရက်ခဲ့ရတယ်ပေါ့အဲ့တော့ဒါဆိုလို့ရှိရင်ဘာလို့တလန်လုံးမတက်ရရတယ်တလန်လုံးမတက်ရရတဲ့အကြောင်းရင်းကိုဖော်ပြထားရတယ်ဆိုတော့ဆရာတို့ဘာနဲ့တွဲလို့ရလဲဆိုရင် because နဲ့တွဲလို့ရတယ် as နဲ့တွဲလို့ရတယ်အဲ sense နဲ့တွဲလို့ရတယ်။နမူနာဆက် sense နဲ့တွဲပြရမယ်ဆိုရင် we had to stand all the way since all the seats on the bus were occupied ။ဒီလိုပုံစံမျိုးဖြစ်တာ။သူကလို့လို့အိပ်ပဲထွက်ရပြီ။သူတို့ because နဲ့သူတို့တမီတို့ because နဲ့တွဲလဲရတယ်။ as နဲ့တွဲလဲရတယ်။ဆရာခုနကတွဲပြခဲ့တယ်လို့ sense နဲ့တွဲလဲရတယ်။အဲ့ဒါဆိုဆရာတို့နံပါတ်2လေးကိုဆက်ပြီးတော့ကြည့်မယ်။ My father devoted all his life to his work. သူရဲ့အလုပ်မှာဆိုရင်အဖေကတပွားလုံးကိုပေးဆက်ပြီးတော့လုပ်ခဲ့တယ်။ He retired သူအနားယူသွားပြီ။ အဲဆရာတို့ဒီမှာဆိုလို့ရှိရင်ဒါတွဲလို့ရရတော့အများကြီးရှိတယ်မယ်ဆရာ obvious အဖြစ်ဆုံးဒါ time congestion လေးနဲ့ပဲဆရာတို့တွဲပြမယ် my father devoted all his life to his work ဟုတ်သူအနားယူတဲ့အချိန်အထိအထိဆိုတော့ until ပေါ့ဒါမှမဟုတ်လေ till လို့ပြောလေရတာပဲအတူတူပဲ until he retire till he retire နော်ဒါတွဲလို့ရရတော့အများကြီးရှိပေမဲ့လည်းပဲဆရာတို့ obvious အဖြစ်ဆုံးဒါ time congestion လေးနဲ့ပဲတွဲပြလိုက်တာအဲ့ဒါမျိုးလေးတွေအောက်မှာ ပုံစံတူ15ခုရှိပါတယ်။ဒီ exercise လေးတွေလုပ်ကြည့်ပါ။ပြီးတော့လို့ရှိရင်နံပါတ်4မှာကြတော့ဆရာတို့ကအပေါ်မှာစာကြောင်းစာကြောင်းပေးထားတာကိုအောက်မှာအဓိပ္ပာယ်တူစာကြောင်းပြန်ပြီးတော့ပြောင်းပြီးရေးပေးရမှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်နံပါတ်1မှာဆိုရင် I like my new job even if it requires a lot of screen time even if no even if the to the စံချက်ပဲသဘောကိုပြတယ်။ although not as though even if စံချက်ပဲသဘောကိုပြတယ်။ငါအလုပ်အသစ်ကိုငါအရင်ကြိုက်တယ် requires a lot of screen time ဒါမဲ့လဲ screen time အရင်များတယ် screen time အရင်များပေမဲ့ငါလို့ကတော့ကြာတယ်သူကပေမဲ့ဆိုတော့ဒါကြောင့်မြို့လဲသူကအတိတ်ပဲတူတယ် auto နဲ့တွဲခိုင်းခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ auto ရဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်ကိုကဒီ even if နဲ့ auto နဲ့ဒီသူကဒီအနောက်ကဟာကိုတပုံစံနဲ့စပြီးတော့ယူရမှာအဲ့တော့ auto သေးဆိုတော့ even if နဲ့တူတော့သူ့နောက်ကဟာကိုဆက်ပြီးတော့ယူမယ် auto it requires a lot of screen time i like my new job အလဲရကော်မာလေးခံပေါ့ ဖရစ်ရကူဆက်တာဖြစ်တော့အတွက်ကြောင့်မလို့ဒီလိုပုံစံလေးဖြစ်သွားပါတယ်။အော်ဒါလေးလည်းပဲဆရာတို့ပုံစံတူအားလုံး10ပုံရှိပါတယ်။ဒီလေ့ကျင့်ခန်းလေးတွေပြီးွားလို့ရှိရင်ဒါနံပါတ်ဒီမှာဆိုလို့ရှိရင်ကြတော့ကိုယ့်အကူစဉ်းစားပြီးတော့မှ sentence ကိုဆက်ပြီးတော့ဖြည့်ရပါပေါ့နော်။တော့ sentence ကိုတော့ဝပေးထားပြီးတော့ဒါကတော့ဒါ conjunction ပိုင်းမဟုတ်တော့ဘဲနဲ့ဒီ conjunction အတိတ်ပဲကိုနားလည်ပြီးတော့မှကိုကနောက်ကဘာဆက်ဖြည့်မှာလဲ။ conjunction ဖြည့်ခိုင်းတာမဟုတ်တော့ဘဲနဲ့ conjunction ကိုနားလည်မလဲသိစေချင်တော့နောက်ကဘာဆက်ဖြည့်မလဲဆိုပြီးဖြည့်ခိုင်းတာ။ Number 1မှာဆို I swept the floor เนาะจ้ําเงินโกตะเป็ดซีเลยပြီးว่า after บาหลบပြီးจ้ําเงินตะเป็ดซีเลมาเลยမဆလို့ရှင်ထားပါတော့အဝတ်လျှော်ပြီးရင်ကျန်းမြင့်တပည့်စီလဲမှာလားဒီလိုပုံစံမျိုးဒါကတော့အကွက်ကိုစဉ်းစားပြီးတော့မှဒီကွန်ချန်ရှင်လေးတွေရဲ့အနောက်မှာဘာဆက်ဖြစ်မလဲစဉ်းစားပြီးထည့်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးတွေပြီးသွားပြီဆိုလို့ရှင်တော့ဒါလို့သမီးတို့ဒီသင်ခန်းစာကိုပို့ပြီးတော့နားလည်သဘောပေါက်မဲ့လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကောအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်